ထဲက data တွေကိုကျွန်တော်တို့ကွန်ပျူတာမှာကူးကျင်ကွန်ပျူတာထဲကရှိတဲ့ data တွေကိုကျွန်တော်တို့ဖုန်းထဲကိုသွင်းကျင်နေဆိုရင်ကျွန်တော်တို့အဲ့ဒီ nilan လေးကိုကျွန်တော်ဒီနေ့ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ကျိုးနဲ့ကူးရဲ့ nilan လေးပေါ့နော် ကိုဖုန်းကတိုက်စီဆိုရင် တိုက်စီရိုးရိုးခေါင်းဆိုရိုးရိုးခေါင်းပေါ့နော်ကျွန်တော်ဒီဘက်ကနေပြီးတော့ဟိုဘက်က US ဒီကျိုးလေးတို့လိုပဲအဲ့ဒါဆိုရင်ကျွန်တော်နဲ့တူလိုက်ကြည့်မယ်ဗျโอเคတက် info ကနေပြီးတော့ပြန်လဲပြီးတော့ကြိုးစားပါ တာဆိုရင်ကျွန်တော်တို့ကြိုးတချောင်းလုံမယ်ဒီကြိုးကရိုးရိုးခြားခြင်းကြိုးမဟုတ် data ရတဲ့ကြိုးတခုဖြစ်ရမယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ကွန်ပျူတာရဲ့ USB ပေါ်မှာဒီဟာလေးကို USB လေးကိုကျွန်တော်ကြိုးလေးကိုထိုးလိုက်မယ်ထိုးပြီးွားရင်ကိုယ့်ရဲ့ဖုန်းကခြားခြင်းကတိုက်စီဆိုရင်တိုက်စီရိုးရိုး Android ဆိုရင် Android ပေါ့ကျွန်တော်ပြမယ်ဖုန်းကြီးကတိုက်စီပေါ်ဖြစ်တဲ့အတွက်တိုက်စီပေါ်လေးကိုကျွန်တော်တို့ထိုးလိုက်ပြီး ထုတ်လိုက်ပြီဆိုဒီလို charging ဝင်နေတဲ့အချိန်မှာကျွန်တော်ရွေးဖို့လိုတယ်ဒီကောင်လေးကိုပေါ်လိုက်ပြီဒီမှာ US use USB port မှာဆိုရင်ကျွန်တော်တို့ဒီမှာ fine transfer android auto ဆိုပြီးဟာလေးကိုကျွန်တော်ရွေးလိုက်ပြီရွေးပြီးတော့ကျွန်တော်ဒီမှာ charge လိုက်မယ် charge ပြီးွားရင် PC ထဲကို this PC ထဲကိုကျွန်တော်ဝင်လိုက်ပုံပေါ့နော်ဒီ PC ထဲဝင်ပြီးတော့ကျွန်မကျွန်တော်ရဲ့ဖုန်းက Redmi Note 10D 5G ပေါ့နော်အဲ့ဒါကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးတော့ ီ internet share storage ဆိုတဲ့ဝင်မယ်ဝင်ပြီးွားရင်ကျွန်တော်ဒီမှာဒီမှာရှိတယ်ကျွန်တော် data တွေကိုကူးလို့ရတယ်ကျွန်တော်တခုခုပြမယ်ဘောင်းလေးကိုဆွဲကူးလဲရတယ်ဒီထဲက data ကိုကွန်ပျူတာမှာကူးကျင်တယ်ဆိုလည်းကူးလို့ရပါတယ်ဒီ nin line လေးအတိုင်းပဲဖုန်းထဲက data တွေကိုကွန်ပျူတာမှာကူးလို့ရတယ်ကွန်ပျူတာတွေက data ကိုဖုန်းထဲမှာကူးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ